ကန်အစိုးရ၏မော်တော်ကတင်သွင်းမှုအခွန်စည်းချက်ချင်းသည်ဂျပန်စီးပွားရေးထိခိုက်လာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်အစိုးရကတင်သွင်းရှင်များအပေါ်အခွန်စည်းချက်မှု25ရာခိုင်နှုန်းသတ်မှတ်ခြင်းကိုဗုဒ္ဓဖူးနေ့ကစတင်ဖို့စီစဉ်ထားရာကပောင်းမော်တော်ရှင် ထုတ်လုပ်မှုအများဆုံးဂျပန်ရဲ့စီးပွားရေးရှုမြင်ချက်နဲ့ကပောင်းအခွန်ကင်းလို့ကုန်သွယ်ရေးထိုးကို ရော့ချသွားစေမယ်လို့ဂျပန်စီးပွားရေးပညာရှင်တဦးကဆိုပါထိတ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဧပြီ၂ရက်ကစပြီးမော်တော်ကားတွေကို အခွန်25ရာခိုင်နှုန်းစီးချက်ဖို့မတ်လ26ရက်နေ့ကကြေညာခဲ့ကခေါပောင်းကုန်သွယ်ရေးစစ်ပွဲကြီးကျယ်ပြန့်လာစေပါအထိဒိုချိုအခြေဆိုင်ထိုင်းအီချီ Life Research Institute မှစီးပွားရေးပညာရှင်ဂါဆူမာမေထာက CCTV နဲ့အင်တာဗျူးရမှာဂေါထုတ်လုပ်သူများနဲ့ဂျပန်နိုင်ငံရဲ့စီးပွားရေးထိခိုက်လာမယ်လို့ဆိုပါတယ်။ အခွန်ထွေးစည်းချက်လိုက်ရင်အမေရိကန်မှာတင်သွင်းကားစီးနှုန်းတက်လာကကားတည်ရောင်းချမှုတေချာပေါင်းကြာစင်းမှာဖြစ်ကြောင်းဒါဆိုရင်အမေရိကန်ဈေးကွာအတွက်ဂျပန်ကထုတ်လုပ်မှုကြာစင်းလာကဂျပန် GDP လည်းကြာစင်းသွားမှာဖြစ်ကြောင်းမော်တော်ယာဉ်အစိုက်ရပိုင်းတွေလည်းထိခိုက်လာကမော်တော်ယာဉ်လုပ်ငန်းကြီးတစ်ခုလုံးအတွက်ဆိုးရွားလာမှာဖြစ်ကြောင်းပြောပါထည့် ဒါအပြင်ဒီလိုအခွန်စည်းကြက်ချင်းကနိုင်ငံနဲ့ဒေသတွေမှာဒါမကရေရှည်မှာတကဘာလုံးရဲ့အခွန်ကင်းလို့ကုန်းသွဲရေကိုပါ ထိခိုက်လာစေမယ်လို့မိသားကသတိပေးလိုက်ပါတဲ့ ကြလာတဲ့အခါထရန်အစိုးရအဖွဲ့ကအခွန်စည်းချမှုကိုဆက်လက်တိုးမြင်နေရင်းအခွန်ကင်းလုံကုံတွယ်ရေးစနစ်ပြောင်းလဲမှုကြီးတွေကြုံလာရမှာပါ အခွန်ကင်းလုံကုံတွယ်ရေးဆိုတာဟာဝယ်ယူသူတွေတသက်တသားနဲ့ဝယ်နိုင်အောင် ထုတ်လုပ်မှုစရိတ်အနေဆုံးဖြစ်ထုတ်လုပ်တာဖြစ်ပါထိရှိရှိမှာ အရင်ကထက်စိနှုံးတွေတက်လာပြီးစိုးရိမ်စရာဖြစ်လာပါလိမ့်မယ်လို့ပြောတော့ပါထိလို့သိရပါထိရှင်